ရီစပေါ်နဲ့တူပဲပလာတင်တို့ရဲ့ဂိမ်းနံပါတ်2ပွဲစဉ်တွေကတော့လမ်းအောင်တောင်းထဲမှာပြန်လဲစတင်လာခဲ့ပြီဗျနော်အဲ့တော့ရီစပေါ်အနေနဲ့ကတော့ရှောင်းရန်ဒီပွဲစဉ်မှာမာရှာလေးပါလေးဂျန်ငယ်ပြန်ပြီးတော့ထုတ်လာနေထားမျိုးပြအရှိသူကတော့ခုနကသူ join နဲ့သိပ်ပြီးတော့အလုံးမဖြစ်ခဲ့တဲ့အနေထားဆိုတော့ရီဆန်ရှင်းလေးပါလေးပြန်ပြီးတော့ကြောင်းသားသေးရယ်ဆိုတော့ဟို objective ကတော့အနိုင်ငယ်လေးပြန်ပြီးတော့ကြည့်ရမယ့်အနေထားမျိုးတော့ရှိတယ်ဗျာမာရှာအနေနဲ့ကလည်းလို့ဒီ data fight ဒီမှာတော်တော်လေးအဆင်ပြေသလိုမျိုးဒီရှီဇူရဲ့ဒီရေဆန်ရှင်းရလဲเนาะအနေငယ်လေးတော့ကျွန်တော် bounty shot ကလေးတစ်စီးနဲ့တိုက်ရမယ်ဆိုလို့ရှင်တော့ပြက်ကောင်းတော့ဖြစ်နိုင်တယ်ဗျာဆိုတော့ အာလီဂိမ်းမှာတော့ဟီရိုကီရပါမလားဗောလေဒီဖက်ရှင်တင်းကျွန်တော်ပလာတဲ့အနေနဲ့ကတော့ broken wall ကိုတော့အသာလေးပြုတ်ပြီးတော့မယ်တို့တို့အနေနဲ့တစ်ဖက်ကနေပြီးဂျန်ငယ်ဇုံထဲကိုတော့ evade လုပ်နေရလေးကိုတော့သွားပြီးတော့တွေးရတယ် deep block front line နဲ့မကောင်းကောင်းမှာထားနေတူပဲ third line နဲ့မှ target strike ပေးတော့ကျွန်တော် super like ရောင်းတော့ fall back နေတော့မယ်ဗျာကဲ flicker လေးပါလေးစပြီးတော့ပေးလိုက်ရတယ် super like နော်ကျွန်တော်သူ့အနေနဲ့ဒါမပေးလို့ရှိရင်လည်းသေသွားဖို့တော့များတယ်စပြီးတော့ deep block all out မှာရိုက်နေပြီ flicker ကတော့သုံးနာသေးတဲ့နောက်မှာ fab left rookie တီးသေးတဲ့ချောင်းနေနဲ့ကတော့ semi roll သုံးသက်ပေးလိုက်တယ်ဗျာ ဟီရာရဲ့အာလီဂင်အင်ဘတ်ကိုတော့ပလာဒင်းစ်ကစပြီးတော့ပြတ်ပနေပါတယ်။ဟုတ်တယ်။ကောင်းကောင်းကြီးတော့အတုံးချနေရဆိုတဲ့အချက်ပေါ့နော်။မက်ဗန်ဒေ့ချ်ကိုလည်းကောင်းကောင်းကြီးတော့အတုံးတော့ပြုတ်နေရတဖက်ကနေပြီးတော့ကျွန်တော်ပြန်ပြီးကြီးမယ်ဆိုရင်လုံးဝ red buff နားတော့မှာကက်လို့မရတဲ့အနေနဲ့တခုမှရှီဆူထပ်ပြီးတော့ပဲကျွန်တော်တို့ orange buff ကိုပါရလိုက်ပြီ။ဒါပေမဲ့တဖက်မှာလည်း shower ရဲ့ဒီအချက်ကိုတော့ကောင်းကောင်းကြီးတော့နားလေတယ်ဗျ။အဲ့တော့ဘာမှတော့တိတ်တော့အခက်ခဲတော့မရှိသေးဘူး။ ဒီကကက်စတာဟေးရီတော့နားလည်နေပြီဆိုတော့သိရမှာအကုန်လုံးနားလည်ပါနားလည်ပါပဲပေါ့ဟာဒီ session ပါလို့ရှိရင်တော့ rapper ကတော့3တော့ထားရမှာဗျာဆိုတော့ဒါရှောင်းရင်ဒီတစ်ခေါက်မှလည်းပေါ်လန်ရဲ့ rapper play ကိုတော့သွားပြီးတော့ပြန်စားခဲ့တဲ့ပိုင်းခြားတဲ့ကြောင့်အစင်တော့ဖြီးထားသေးတယ်ဗျာတပောက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအောက်မှာเนาะ၃ယောက်၁ယောက်နေထား T bro rapper the line လေးပါလိမရှိရနေထားတစ်ခုမှာ မရသေးဘူးဗျအာလီဂိမ်းမှာတော့ဒမ်မင်းမလောက်သေးဘူးလို့ပဲကျွန်တော်တောင်းတလိမ့်မယ်เนาะကျွန်တော်ဟေးရာအာလီဂိမ်းဘက်တော့များတယ်ဗျဟုတ်တယ်အာလီဂိမ်းမှာတော့တော်တော်လေးကိုလှုပ်လှုပ်ရှားရှားဖြစ်သွားရဲဆိုရယ်ဒီဘလော့ကိုတော့ဝိုင်းပြီးပြင်းမှုအတွက်ကတော့ Ryan Esports အနေနဲ့ပြေးပြီးတော့ကြီးလိုက်တယ်ဆိုရင်ရရင်တော့စင်တော့မပြေသွားခဲ့ဘူးတတဲ့ objective စတင်ပြီးတော့ Ryan try to try နေပြီဗျ Rookie Daisy ရဲ့ဂျီကွန်တိုလေးကြီးတိုင်းမချီစု reduction လေးမြလှုပ်ဖြစ်လာချောင်းရယ်ပြန်ပြီးတော့ယူထားတယ် Double Rolling Stone ထပ်ပြီးတော့ရုံထွက်ဖို့အတွက် Father Way by Win ဆိုရယ် Super Bag ရဲ့ right time ဂျင်ယန်နေကြားထဲမှာတော့ပြန်ပြီးတော့ပေးလိုက်ရပါသေးတယ်ရှေစုကတော့ Revolution မှာဝင်ပေါက်လိုက်တာဆိုတော့ဇလန်ကတော့เนาะကျွန်တော်ပြီးတော့ ောက်တော့ဖြစ်သွားခဲ့ရပြဆိုတော့ blue bubble ထပ်ပြတိုက်ခဲ့ရမယ်အဓိကအဲ့လိုအစိမ်းအသေးလေးတွေကိုမစားနိုင်တဲ့အတွက်ကြောင့်မလို့ level 4ကမရောက်ဘူးဖြစ်နေတဲ့ပြင်မှာရှောင်းရန်တတေရော blue bubble ထပ်ပြပါသွားတယ်အခုဒီ rap up device ထပ်ပြီးတော့အပေါ်လမ်းမှာရှိတဲ့အသေးလေးပါစားပါ broken wall ဖြစ်နေတဲ့အတွက်ကြောင့်မလို့ level 4ကိုတော်တော်လေးနောက်ကျမှရလာခဲ့တဲ့ရှီသူးတီ တော်လေးတော့ပြန်လိုက်ဖမ်းမယ်နေသားဗျာတတော်กว่าနေပြီလို့ပြောလို့ရတယ်ဗျာဂျန်ဂလင်းဂျန်ဂလာနှစ်ယောက်ချားပေါ့နော်အာလီဂိမ်းမှာတော့တစ်ဖက်ကနေပြပလာတင်အနေနဲ့ကောင်းကောင်းကြီးအလုံးလုံးပေးခဲ့တယ်ဆိုပေမဲ့လို့တစ်ဖက်ကနေပြချီဇူးအနေနဲ့ခုနကစတော်ဝင်းမန်ရှင်းခဲ့သလိုပဲသူအနေနဲ့ဂျန်ဂယ်ခရီးအသေးစားလေးတွေပြန်ပြီးတဲတဲ့အချိန်မှာခက်ခဲလေးတွေတော့တွားပြီးတော့ရှိသွားရဲဆိုတော့ပလာတင်အနေနဲ့ဒီအချိန်မှာဖမ်းမင်းကိုပဲပြန်လဲပြီးတော့ focus မလားဆိုတော့ကြည့်ရမယ်ဗျာပြီးတော့လိုမျိုးဂျန်ဂယ်မက်ရှ်ကတ်ကမနေ့ကလည်းဘာစီယာနဲ့ရီဆန်ရှင်းဆိုတဲ့ ပုံစံမျိုးလေးကိုတော့ကျွန်တော်တွေးတွေးလိုက်ရသေးတယ်။ကဲကျွန်တော်တောဆစ်စတန်နောက်ပါလို့ follow air strike ကျွန်တော်ပြီး slam ပြပြီးတိုင်း fighter slam ရေး damage တွေကြားလာမှာအပါတာတဲပြီးတော့ပြတ်တယ်ဗျာ။နောက်မှကျန်နေခဲ့ဒီ protocol တက်ပြီး down သွားခဲ့တဲ့နေတာတစ်ခုမှ Yuki Tizy ဆိုတာဘက်ကိုတော့ပြန်လဲပေါ်ခေါ်ဖို့ကြိုးစားနေရဗျာ။ destroy လေးပြပြီးသားသေးတယ်နောက်မှ Rookie Tizy နောက်မှ downing strike vengeance death တောက်လျှောက်ဝင်လာမှာ solution တော့ Rookie Tizy ပြန်လဲပြီးတော့သေဆုံးသွားနိုင်တဲ့အနေထား ဟီရိုကီတွေတောင်းလျှောက်ပေးနေရပလာတင်အာလီကိန်းဂျက်ကပတန်ကြီးကတော်တော် broke သွားတယ်လို့ပြောမှာကြာဟုတ်တယ်အာလီမှာကတော့ပြန်ပြီးကြီးမယ်ဆိုရင်ချောင်းရဲ့ဂျီကွန်ဒိုပြီးတော့ဟေဒိုင်းဟန်လိုက်နဲ့ဒီဇီဘဲတွေကိုအသုံးပြုပြီးတော့ဗတဲကိုလုံးဆိုင်နေတဲ့အချိန်မှာ RAN eSport အနေနဲ့နည်းနည်းဖြည့်ရှင်းရခက်ခဲသွားတယ်ဒါပေမဲ့ဒီအချိန်မှာသူတို့ကအဲ့ဖြည့်ရှင်းနည်းကိုတော့ကောင်းကောင်းကြီးတော့နားလည်သွားပြီဗတဲကိုတော့အနာကမခံတော့ဘူးခွဲပြီးတော့စိုင်ကြရတယ်ဆိုတဲ့အချိန်မှာပလာတင်အနေနဲ့ဘယ်လိုမျိုး setup တွေများပြန်လည်ပြီးတော့ဗတဲလာမလဲဆိုတော့ကြည့်ရပါအောင်မယ်အင်းအဓိက cherry duty ပဲ ကမ်းဖို့ပဲလိုတော့တယ်ဗောနော်ပြီးရင် e4 အနေနဲ့ချွေးချွေးအော် tsunami slam title strike တွေကြားထဲမှာ rookie tz เนาะမရောက်ဘူးဗျ kakura ရဲ့ရင်းရဲ့ damage တွေလုံးဝ over 10အနေရ best damage တွေထွက်နေရဲ့နောက်မှာတော့တခါတည်း10ပြတ်တယ်အော်မှာလည်း final slam တပီးသားသေးနောက်မှာ deep pro လိန်ကတ်တွေလှုပ်ခဲ့ပြီးမဲ့လည်းပြန်ပြေးနေရတယ်။အိုးချယ်ရီချူတီနေနေရတော့နော်ကျွန်တော်ဂန်ဂင်လှုပ်ခဲ့ဖို့တော့နီးကပ်လာပြီဗျ။ဆူနာဘီဆလန်လေးမရှိပါတော်တော်လေးကံကောင်းပါတယ်လို့တော့ပြောရမယ်။ဒါပေမဲ့လည်းချယ်ရီချူတီဒီ profile ဘယ်တဲ့ဆွဲတဲထားတဲ့အလျောက်ကတော့အရင်တော့အခက်ခဲတော့ရှိမှာမဟုတ်ဘူး။ deploy ဘယ်တဲ့ combination source တွေကချထားတယ်။ထပ်ပြီးတော့ champion လုံထားတဲ့အချိန်မှာ air strike zone နဲ့ချထားရဆိုရင်လည်းရှောင်းရန် deploy ကိုတော့အဆုံးတော့တတ်ထားသေးရဗျ။ထပ်ပြီးတော့ repeatability ဂျီကွန်တိုထပ်ပြီးပေးလိုက်ချင်မှာရှောင်းရန်ထပ်ပြီးတော့ redistribution လေးနဲ့ target objective ကိုတော့တိမ့်ပိုက်ထားပါသေးတယ်။ရှောင်းရန်နော်တော်တော်လေးကောင်းနေဗျ။မရရအောင်ပဲဒီချောင်းရဲ့ pressure တွေကြားထဲကနေပြီးတော့ပေါ ောက်သွားတာဗျာရှီဇူးအနေနဲ့ကတော့နိုင်ငံလေး level ကွာနိုင်ငံတော်မဟုတ်20လောက်ကွာနေနေထားမှာ retribution ရောက်အောင်ပေါ့မလွယ်ဘူးဗျ super line အနေနဲ့လည်းနောက်မှာ tsunami slam ရှီတဲ့နေရာတစ်ခုမှာ cherry duty power မလား purify လေးနဲ့တူပဲ cherry duty ၄កောင်ကြားထဲမှာ ချယ်ရီကျူတီဘလို့မအသက်ရှင်စရာအကြောင်းတော့မရှိဘူးဗျာကျောင်းဟုတ်ချယ်ရီကျူတီကိုကြီးဖို့လိုအပ်နေရဆိုတဲ့အချိန်မှာရိုင်းရောတသိန်းလုံးပြေးပြီးတော့ဆင်းလာတာဗျာတစ်ဖက်မှာလည်းပြန်ပြီးတော့ကြီးမယ်ဆိုရင်ရေစရှင်းနေတဲ့သူ့အနေနဲ့စိုင်လင်းလေးကိုပဲထွက်ပြီးတော့ family လေးကိုရှာမယ်အပိုင်းတွေရောက်လိုက်ပြီ Tibro ပါပြီးတော့ပဲ later ကိုအင်းလိုက်တယ်ဆိုရင်နောက်ကနေပြ back ကရောက်လာရင် data smirer tester နဲ့တူပဲ later ထပ်ပြီးတော့အဆုံးသက်လိုက်တာနဲ့တူ Tibro ထပ်ပြီးတော့ပဲ hero kit ပေးထားရသေးတယ်ဗျာ rookie daisy combination လေးကတော့ Tibro မကြခင်မှာပဲပေးကျင်တာဗျာဒါပေမဲ့အရင်ကအဆင်ပြေသွားခဲ့ဘူးဗောနော် အောက်မှာလည်းရှီသူပြန်ပြေးနေရပြီเนาะတာဝါလေးပါလေးပြန်ထွေးဖို့တော့ကြိုးစားနေတာဒါမဲ့လည်းပေါ်မှာလည်းတောက်လျှောက်ဆိုလိုပဲ Rigetti သည် Final Slash ဆောင်တော့ပြီးနေပြတောက်လျှောက်ဆိုလိုကျွန်တော်30ရှင် Over 10 Damage တွေပြန်ပြေးခဲ့ရင်မဲ့လည်း Instant တော့မပြတ်သေးဘူးပြချီသူကရိုမာချောင်းနဲ့ကတရာလောက်ပဲသွားတယ်ဆိုတော့ပြောမှဆိုရင်သူကဗဒေဆိုင်လို့လုံးဝမရအောင်နောက်ဆုံးတက်တယ်လဲဒါတရာပေါက်ပေးလိုက်တာအကောင်းဆုံးပဲအဲ့တက်တယ်နဲ့ဟီရိုကီထရိတ်ဒါတို့ဒါမှမဟုတ်တာဝါပြန်ထရိတ်ဒါတို့အော်ဂျက်တစ်ခုလုတ်ပြီးပြန်ထရိတ်ဒါပို့ပြီးတော့ကောင်းလိမ့်မယ်ချီသူက အားလေးကိန်းမှာဂျန်ငယ်နှောက်ခံတိုင်းဘာတွေမျိုးမဟုတ်ဘူးအဓိကသူစားရဲ့ creed ကိုသူ lessons မရတဲ့ပြဿနာမှာပတိန်နဲ့ရောရောပြီးတော့ဒီ level တွေကသွားပြီးတော့အောက်နေရဆိုတော့တော်တော်လေးတော့ပြန်ဖမ်းရမယ်ဗျ အာလီရိုတေးရှင်းလေးမှာအဆင်ပြေတဲ့ပုံစံမျိုးလေးတွေကိုပလာတယ်အနေနဲ့ပြသခဲ့ရတဲ့ဆိုရင်ပဲလို့တတော်အချိန်မှာတော့ Ram eSport ရဲ့ကစားကွက်ထဲကိုတဖြည်းဖြည်းချင်းစီနဲ့ပြုံပြီးဝင်လာပြီလို့တော့ပြောရမယ်ဗျပလာတယ်အနေနဲ့ဒါကိုဖြည့်ရှင်းဖို့အတွက်ကတော့ပြန်ပြီးကြိုးစားအောင်မယ်အဓိက Cherry Studio ရဲ့ Farming Space ကိုဘယ်လိုများသူတို့အနေနဲ့ပြန်လည်ပြီးဖန်တီးပေးနိုင်မလဲ Rayon တီတော့ရှိလို့တော့သွားပြီးမျက်စိရောကြာနေပြီနောက်ကနေ follower damage လေးတွေနဲ့ဒါဆို pick off နဲ့ဆိုချင်းတွေပေါ့ကိုပြတ်သွားနိုင်တဲ့အနေထားဗျ အဲဒီဘရော့ပေးလိုက်တာပိုကောင်းမထင်နော်အောက်မှာလဲတာဝါယာပြီးသားဆိုတော့အပေါ်မှာတာဝါဟီရိုကီရောပေးရလို့ရှိရင်တော့ဟာလာပလာရင်တော့မတတ်တော့ရီယယ်စ်ဘောလည်းရှင်းနေတယ်သူတို့ဒီလုံးဝလေတာအထိမခံဘူးလေတာနေတဲ့ဒီနေ့ပွဲစဉ်မှာ104သူ့ရဲ့ grand တစ်ခုရောက်လာမှဆိုရင်အကုန်လုံးကိုရှင်းလို့ရတဲ့အနေထားပြအောက်မှာရှင်းနေကြတဲ့ဆမ်မီရောရှင်းဖို့ချိုးစားနေတော့မှနောက်ကနေပြီးရှောင်းရတော့ပြူဆန်ပြသုံးထားသေးတယ်တော့မှအပါတာဝင်းစ်ပိုင်ဝင်းနဲ့ပြန်ပြီးတော့ပြေးသွားခဲ့ပြီမယ်လေ rookie tz ပြန်လဲပြီးတော့ down နေနေတယ်ပဲ mega k by ဆမ်မူရယ်ပဲဖြစ်သွားတယ်ဗျာ။ Rally eSport ရဲ့ boom map နေရလုံးဝကိုကျွန်တော်တည့်ရနေရလို့ပြောရမယ်။အဓိကတော့ဆမ်မူရယ်အနေနဲ့အောက်မှာလွတ်နေတဲ့အချိန်မှာတစ်ဖက်ကနေပြီး Platin အနေနဲ့သွားပြီး flank မယ်ဆိုတော့ကောင်းကောင်းယူတာနားလဲဆိုရင် Shawn အနေနဲ့ Lawrence Stone နဲ့လာပြီး backup ပေးတဲ့အချက်ဒီ Platin အတွက်ကတော့ဘလို့မှအဆင်မပြေွားခဲ့ဘူးလို့ဖြစ်သွားတယ်။အဲ့တော့ target objective ထပ်ပြီးရွာနဲ့တူပဲအပေါ်မှာတော့တောတယောက်ဖြစ်နေရဆိုရင် D block ပါထပ်ပြီးပေးရတာသေးရဲ့ဗျာ။ကဲဆိုတော့လက်ရှိချိန်မှာတော့ Rally eSport အနေနဲ့တော့တွေ့တွေ့ရကောင်ရှင်းနေရပွင့်လင်းပြောလို့ရှိရင်တော့ later ကတော့ top 5 fighter strike တပြီးတော့ဝင်လာလို့ရှိမှလားတော့ချောင်းချင်းကို30 stand တပြီးတာ follow air strike မဖာတာလီရဲ့ purify လေးပြတ်သုံးနေနေပဲဘလို့မှတော့သူတို့ဖြတ်လို့တော့မရောက်ပြ damage မလောက်တော့ဘူးဒီချိန်မှာ 6.1k ကွာသွားပြီခြေသူလည်းတော်လေးနေနေတယ်လို့ avatar ကလည်းနှစ်ခါလောက်မှောက်ထားတယ်ဗျ rookie တီးသီးလည်းဘာမှလုပ်လို့မရတယ်လို့ cherry chu တီးကလည်း နှစ်ခါလောက်ကြာတိုင်းအနေထားဆိုတော့ပွဲအချိန်16လောက်သွားနိုင်မှာပဲအဆင်ပြေတော့မှာဗျ။ဂျန်ကလေးစုံနေတဲ့ဟိုပရက်ရှာပေးခံနေရတော့မဆန်းအောင်လို့တော့ပြောရမယ်။အထီးကလည်းတစ်ဖက်က Rayon Esports အနေနဲ့သူတို့ရဲ့ pattern တွေကတော်တော်လေးကိုတော့အထားတော့မြောက်သွားခဲ့ပြီ။ Later အနေနဲ့လည်း Golden Time ရောက်ဖို့အတွက်ကတော့အချိန်ကလုံးဝရောက်ရှိနေပြီဆိုတော့နောက်ပိုင်းကျရင်တော့ Platin အနေနဲ့ save play ပုံစံကိုပဲပြန်ပြီးတော့ပဲ focus ကတော့မှာဗျာ။ Rayon အနေနဲ့ရော objective တွေလိုက်ပြီးတော့ရှာမယ်။ပြီးရင်တော့ snowball တိုက်လေးနဲ့သွားမယ်ဆိုရင်တော့မှသူတို့ဒီပွဲကို control လုပ်ဖို့ dominate လုပ်ဖို့အတွက်ကတော့တော်တော်လေးအဆင်ပြေနေတယ်။ ကဲနောက်မှလည်းတောက်လျှောက်ပဲကကူရာယင်အိုဗတန်နေပေးထားသေးရဲ့ဒိုင်နိုစထရိုက်တောက်လျှောက်ပဲဗန်ဂျန်တက်ချီပြင်းပြဝင်လာဖို့ရှိနေသေးရဲ့နောက်မှာရှောင်းယန်မေဂါကေထက်ရတယ်ဗျဒီဘက်မှာလည်းဆူနာမီစလဲနေကြတဲ့မှာအဗတာထပ်မပြီးတော့သေဆုံးနေနေပဲလေတာ304ဆိုတဲ့ကေဒီကြားရမှာတော့ဒီပွဲမှာလုံးဝပဲကျွန်တော်ပေါ်ဆိုင်ဖြစ်နေခဲ့တဲ့ပြင်မှာနောက်မှာကျတဲ့ချယ်ရီကျူတီထပ်တောင်းသွားတယ်ဗျာ အာလီတဲ့ဟိုက Railway Esports အနေနဲ့ကျွန်တော် T-Pro ကိုပြေးပြီးတော့ကြည့်ထားတယ်။ Cherry Judy တီသူ့အနေနဲ့ stack လေးတွေတွားပြီးတော့လိုအပ်နေတဲ့အနေအထားတခုမှ Cherry Judy ကိုခဏလောက်တော့လွတ်ထားပေးတယ်။နောက်ပိုင်းကျတော့သူတို့အနေနဲ့ Sticky Found တခုနဲ့ Cherry Judy ရှီကိုတွားပြီးတော့ gain တဲ့အချိန်မှာ Famous Speed ရှာတာ Plating အတွက်ကတော်တော်လေးကိုခက်ခဲလာတယ်ဗျ။ Famous Speed ရှာနေတဲ့ Battery ကကွဲလာတယ်။ Battery ကွဲနေတဲ့အချိန်မှာကျွန်နေတဲ့လူတွေကို Railway Esports အနေနဲ့ light လန်စားတောက်အောင်နဲ့ပဲတကယ် Snowball ပုံစံကိုတောက်လျှောက်ကိုမြင်နေရတာဗျ။ကဲ recall မထောက်ရင်တော့အချိန်ကတော့မီးဖို့တော့တိတ်တော့ရှိပါမလားနောက်မှလည်းရှောင်းရင်နော်တောက်လျှောက်ဖို့လည်းစိတ်လာပါဗျ။ အတိုးလေးပဲပြန်ပြီးတော့လွမြောက်သွားတယ်ရှီဇူအဲ့တော့ကမ်မပွိုင်းကတော့ပလာရင်တွက်ကရှားဒရော်လေးခတ်သွားပြီဗျ Real Esport ကတော့လုံးဝအပိုင်းပဲအကုန်လုံးဖန်နေရဒီချိန်မှာသိရမလားအဲ့လို later တော့ဘာလို့ဆိုလို့ရှိရင်ဒါ Golden Time ရောက်နေပြီဘယ်ကောင်းပြပြအကုန်ဖြတ်လို့ရတဲ့နေတာ Team Pro ကလည်းလေးကလောက်တည်ရတော့သူရဲ့ Early Impact ကလည်းဒါပြီးဆုံးသွားပြီလို့ကျွန်တော်တို့ပြောလို့တော့ရတယ်အဲ့တော့မှ Super Like က ဖီလင်းတိုင်းမှာထက်ထက်လိုက်ပြီဆိုတော့ဒီအချိန်ဒီမှာတော့သူခဏခဏဆွဲလို့ရကြာတော့ objectify တခုထပ်ပြီးကြည့်ရအောင်မပလာတယ်အနေနဲ့ခေါင်းတို့ဘိုးတော့ကတော့လုံးဝတော့မလွယ်ဘူးဗျ Cherry Judy မှာတော့ Hansing Claw တွေပါတယ်ကတော့ပါလာခဲ့ပြီဆိုတော့နောက်ပိုင်းကျရင်တော့သူနောက်ထပ် item လေးနှစ်ကွက်ပြီးွားခဲ့မယ်ဆိုရင်အစင်တော့ပြည်တယ်ပလာတယ်အနေနဲ့ဒီလိုမျိုး Cherry Judy အတွက် item famous play လေးရှာနိုင်အောင်လို့အချိန်ဒီအများကြီးဆွဲပေးနိုင်မလားဆိုတော့ကြည့်ရမယ်ဗျ Ryan Esports အနေနဲ့ဒီ Law Advantage ကိုအသုံးပြုပြီးသူတို့အနေနဲ့ Inner Tower တွေ Mega Tower ရဲ့ Holy Shield တွေကိုခွာခြားဖို့တော့ကြိုးစားမှာပဲ အဓိကတော့ကျွန်တော်တို့ဒီ tower တွေကတော့ online နဲ့ပေါ်လမ်းမှာကျန်နေသေးတယ်ဗျာနော်ကျွန်တော် cycle tower လေးနှလုံးပေါ့ဒါလေးအပြန်ကြည့်ရမယ် cherry tree ကတအားနေနေတာငါးတော့မရှိရဗျာ item ဒီအပေါ်သား item နှစ်ချောင်းပေါ့ဗျာပြောမှဆိုလို့ရှင်ဈေးနေတဲ့ item နှစ်ချောင်းပဲသူ့စီမှာရှိသေးတယ်ဗျာတစ်ဖက်ကကျတော့ beauty တွေပါလေးသွားပြီးတော့တင်နေတဲ့အနေထားဆိုတော့ beauty သာပြီးွားရင်တော့နောက်ပိုင်း later ကောင်းကောင်းကြီးကျွန်တော် live two မဲ့အနေထားလို့ကျွန်တော်သုံးသပ်လို့ကြားတယ်အဲ့တော့ဟိုမှာ kakura ကပါသွားပြီးတော့နှစ်ကွက်လောက်ပြီးနေခဲ့တဲ့အချိန်ဒီမှာ farza တစ်ကွက်ဆိုတော့ overall မှာတော့တော်တော်ပြတ်သွားပြီဗျ 8.3k ဆိုတော့ဟုတ်တယ် overall မှာ later တော်တော်ကြီးကိုဥဆောင်ထားတဲ့ပုံစံမျိုးပေါ့နော်အဓိကဒါပေမဲ့ဟိုအဲ့လို cherry duty ရဲ့ OCD ကလေကင်းရောက်လာတဲ့အချိန်ကျရင် later ကိုပြေးပြီးတော့ aim ဆို face to face တွေ့မယ်ဆိုရင် later အနေနဲ့ cherry duty ဟုတ်တယ်ပြန်ပြစ်ဖို့အတွက်ကတော့ခက်မှာအဲ့တော့ cherry duty ကိုသူတို့အနေနဲ့ shutdown တောက်လျှောက်တော့ခြာတိုင်းနိုင်တယ်030ဆိုတဲ့နေတာတစ်ခုတော့သူပိုင်ဆိုင်ထားတယ်လောပြတ်တဲ့စတင်ပြီးတော့တက်လာခဲ့ပြီဆိုရင်နေတာတစ်ခုမှာ cherry duty တော်တော်လေးကိုတော့ကိုင်းနေပြီ wicket easy ပကပ်ပြီးတော့ကြိုးစားနေတယ်ဂျီကွန်တိုးပြန်ပြီးစေတိုင်းဆိုတော့ later damage တစ်ချက်ပေါ်တော့ထပ်ပြီးတော့ cherry duty down ခဲ့ရ ဲ့အပြင် rookie daisy ထပ်ပြီးတော့ကြ big star တလဲဟိုမှာ rare e-sport ထိုင်းနေပါသေးရဲ့ဗျာဒီတစ်ခါမှာ three man ထပ်ပြီးတော့တောင်းသွားခဲ့ရပြီဗျာတစ်ခါတည်းပဲ end ဘောတော့ရှိနေရနေတာတစ်ခုမှာကျန်နေခဲ့တဲ့ hero တွေပါအကုန်လုံးရှင်းဖို့ရှိပြီ tower only ပဲရိုက်နေခဲ့တဲ့ rare e-sport ရဲ့ရိုက်ချက်တွေကြားရမှာ game number 2ဒီလဲ rare e-sport အနိုင်ရရှိမှုနဲ့တူပဲ ဒီနေ့ပွဲအစဉ်မှာတော့တိကျပြသွားတဲ့အမှတ်တွေကိုရပ်ယူသွားခဲ့ပြီဗျ။ပလာဒင်အာလီတွေကထွက်လာတဲ့သူတို့ရဲ့ play style လေး link up play လေးကအဆင်ပြေသွားခဲ့တယ်ဆိုရင်ရှေးသွေးရဲ့ fan main pine လေးအနှောက်အယှက်ဖြစ်သွားတာတမျိုးပြီးသွားတော့ကျွန်တော် Rayon Esports အနေနဲ့အချိန်ကြာလာနဲ့အမျှသူတို့ရဲ့ဒါဘယ်လဲ